နိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့ဆေးရည်သဘောတူစာချုပ်အကောင့်ထယ်ဖို့မှုဆိုင်ရာညှိနှိုင်းရေးအဖွဲ့ GICM ရဲ့ဆွေးနွေးပွဲကိုတော့နေပြည်တော်မှာဒီကနေ့နဲ့မနေ့ဖန်နေ့ရက်ကြာကျင်းပမှာဖြစ်ပါတယ်။ဒါဟာ GICM အဖွဲ့ရဲ့ဒုတိယကြိမ်မြောက်အစည်းအဝေးဖြစ်ပြီးတော့ဒီကနေ့မနေ့ပိုင်းမှာတော့ဒုတိယသမ္မတဒေါက်တာဆိုင်းမောက်ခန်းနဲ့အတူတာဝန်ရှိတဲ့ဝန်ကြီးတွေ၊လွှတ်တော်ကိုယ်စားလှယ်တွေ၊အစိုးရတာဝန်ရှိသူတချို့နဲ့အတူတက်မတော်အရာရှိတွေအပြင် NCA စာချုပ်မှာလက်မှတ်ထိုးထားကြတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့ကကိုယ်စားလှယ်တွေနဲ့အစည်းအဝေးကျင်းပခဲ့တာပါ။ နေ့လယ်ပိုင်းမှာတော့ပြည်တော်စုရင်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC နဲ့ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးဆိုင်ရာပူးတွဲကော်မတီ GMC တို့ရဲ့အစည်းအဝေးတွေကိုလည်းတီးခြားစီကျင်းပခဲ့ကြပါတယ်။ကျွန်တော်တို့ဘက်ကတော့အခုဒီနေ့ညနေဆွေးနွေးပွဲမှာတော့ဒီအခုရွေးကောက်ပွဲကျွန်တော်တို့ရက်လက်တွေရှိတယ်။လွှတ်တော်တွေခေါ်ရမယ်။ကျွန်တော်တို့ဒီနိုင်ငံရေးပေါ့အရာပေါ့နော်။တော့ကျွန်တော်တို့ဒီအာဏာလွှဲပြောမှုတွေရှိတယ်။ဒါကြောင့်မို့လို့တစ်ဖက်မှာလည်း timeline တွေရှိတော့ဒီအရာတွေအားလုံးချိန်ဆပြီးတော့အားလုံးလက်ခံနိုင်မဲ့ ပေါ်တယ်ကျွန်တော်တို့လုပ်ငန်းစဉ်ကိုလုပ်ဖို့ဆိုတာကိုအခုကျွန်တော်တို့ပြင်နေတာဖြစ်တဲ့အတွက်ဒီနေ့ကတော့ UBDJC ရဲ့ဆွေးနွေးပွဲတော့ကျွန်တော် ပြီးသွားပါတယ်အဲ့တော့ဒီဆွေးနွေးဒီကျွန်တော်တို့ဒီ company ဆွေးနွေးပွဲကတော့ဘာဆုံးဖြတ်လိုက်တော့လို့ပြောရင်တော့နိုင်ငံရေးပါတီ62ပါတီကို22ရက်နေ့မှာကျွန်တော်တို့ဖိတ်ကြားပြီးတော့သူတို့ရဲ့16ဦးရွေးဖို့ကျွန်တော်တို့ကဟိုတိုက်တွန်းမယ်ပေါ့နော်ဝိုင်းကူမယ်အဲ့22ရက်အဲ့22ရက်နေ့မှာ16ရောက်ရပြီဆိုရင်တော့အစိုးရတက်မလို့လွှတ်တော်16ရောက် ဤကို16ရောင်းနဲ့နိုင်ငံပါတီ16ရောင်း46ရှစ်ဦးစွန်းနေဘဲတော့24ရက်နေတော့မှကျွန်တော်လုပ်ဖို့ရာသားလာတာအဲ့ဒါပြီးရင်တော့ drafting comedy ပေါ့ဒီဟိုရေးဆွဲဖို့အတွက်ကျွန်တော် comedy ကိုပြင်ဆင်ပြီးကျွန်တော်တို့ဖွဲ့ဖို့လည်းပြင်ဆင်နေတယ်အခုဆိုရင်ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ရလဒ်အရာ NLD ပါတီဟာအစိုးရအသစ်တက်လာမှဖြစ်ပြီးတော့လွှတ်တော်အတွင်းမှာလည်းနေရာအများစုရှိနေမှာပါ ဒီတော့ NGA စာချုပ်မှာလက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ရှစ်ဆက်သွားရမယ့်ငင်းကြဲရေးလုပ်ငန်းစဉ်တွေအတွက် NLD ပါတီရဲ့ဥက္ကဋ္ဌဒေါံဆန်းစုကြည်နဲ့တွေ့ဆုံမှုစီစဉ်သွားမယ်လို့ကရင် KNU အဖွဲ့ရဲ့အထွေထွေတွေ့ရမှုဖတ်တုတ်ကဲထူးဝင်းကပြောပါတယ်။တို့မှာတွေ့သင့်တယ်လို့တော့ကျွန်တော်အဲ့လိုပဲဆုံးဖြတ်ထားပါတယ်။ဘာဖြစ်လဲဆိုတော့အခုလောလောဆယ်ကျွန်တော်တို့လက်ရှိနိုင်ငံတော်အစိုးရနဲ့တောင်းနော် ပူပေါင်းပြီးတော့ပြည်တွင်းရင်းချိုင်းတည်ဆောက်သလိုတက်လာမယ့်အစိုးရအသစ်နဲ့လည်းကျွန်တော်ရင်းချိုင်းတည်ဆောက်ဖို့အတွက်လည်းကျွန်တော်ပူပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ NLD ကကျွန်တော်ဒီကျွန်တော်တို့လစ်လာရသလောက်သိရသလောက်တော့နိုင်ငံပြည်တွင်းရင်းချိုင်းတည်ဆောက်မှုအတွက်လည်းသူရဲ့ရှေ့လုံငန်းစီမှာချမှတ်တဲ့အပိုင်းလည်းပါပါတဲ့အတွက်ကြောင့်ကျွန်တော်ဒီကိစ္စကိုသူတို့လည်းဆောင်ရွက်မှာပဲလို့ကျွန်တော်အယုံကြည်ပါတယ်တပ်ပြင်လည်းအစိုးရအသစ်တက်လာတယ်ဆိုပေမဲ့ NCA စာချုပ်တွေကိုအပြောင်းလဲမရှိဘဲနဲ့ဆက်ပြီးတော့အကောင့်ထည့်ပေါ်သွားမယ်လို့လည်းပထိုလ်ကွယ်ထူးဝင်းကပြောပါတယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့အတူအမျိုးသားပြန်လည်တည်မြဲရေးဆိုတာဟာ ေးကြီးဆုံးလိုအပ်နေတာမို့အစိုးရတဲ့လက်ထက်ထဲမှာလည်း NCA စာချုပ်ကိုဆက်ပြီးတော့အကောင့်ထည့်ဖို့သိနေလို့အမျိုးသားလွှတ်တော်ကတိုင်းရင်းသားရေးရနဲ့ပြည်ပခဖြေလျှော်ရေးငင်းချဲရေးလုပ်ငန်းစဉ်ကော်မတီရဲ့ဥက္ကဋ္ဌဦးခတ်ထိန်နံကသူ့ရဲ့အမြင်ကိုပြောပါတယ်။ဒီကျွန်တော်တို့နိုင်ငံမှာအဲကျွန်တော်တို့အတွေ့အကြုံအရပေါ့နော်ပြီးခဲ့တဲ့လူလုတ်ခဲ့တဲ့ဥစ္စာကနောက်လူကဟိုအစအနဲ့အစအနဲ့ပြန်ပြီးတော့ဟိုလုတ်လဲလုတ်ထရှိတဲ့အကျင့်ရှိတယ်။ဒါပေမဲ့ဒီဟာကတော့ကျွန်တော်အနေနဲ့တော့မဖြစ်စေချင်ဘူး။ ်ပြီးခဲ့တဲ့လုတ်ခဲ့တဲ့ဥစ္စာမှာကောင်းတဲ့ဟာတွေကိုတော့ကျွန်တော်တို့ဆက်ပြီးတော့ carry on ပြန်ပြီးတော့ continuous လုပ်သွားအတင်းနေပေါ့နော်ဒါဆိုဒီငင်းချမ်းရေးဆိုတဲ့ဥစ္စာလဲအားလုံးကပေါ့နော်ကျွန်တော်တို့ဒါ NCA ကိုကျွန်တော်တို့လက်မှတ်ထိုး NCA ကိုဟိုပေါ့နော်သဘောတူပြီးတဲ့အဆင့်ပေါ့နော်ဒါ nation versus fire accord ကိုတော့အကုန်လုံးကသဘောတူပြီးသားဖြစ်နေပြီ။ဒါမဲ့အလုံးပါဝင်ရဲ့အချို့ပေါ့နော်။ ဟိုတချို့ပဲထိုးမယ်ဆိုတဲ့အနေထားရအခု၈ဖွဲ့စထိုးတာတော့ဟုတ်တယ်ထိုးတာကတော့၈ဖွဲ့ပဲစထိုးပဲမဲ့ဒီတဘောသူစာချုပ်ဒီချုပ်လက်လက်မမထိုးတဲ့အဖွဲ့တွေအားလုံးကလည်းဆွေးနွေးပြီးတဘောသူထားတဲ့အချက်ဖြစ်တယ်ဒါကြောင့်မို့ဒီဟာကိုတော့ကျွန်တော်တို့ကအလေးအနက်ထားပြီးတော့ဆက်ပြီးတော့အဲအောင်မြင်အောင်ဆက်ပြီးတော့လှုပ်ဆောင်လှုပ်ဆောင်သွားတင်တယ်လို့ကျွန်တော်အနေနဲ့လည်းအဲ့လိုပဲယူဆတယ်တုံ့တက်တယ် ဒီကနေ့ကျင်းပခဲ့ကြတဲ့ JMC နဲ့ UPDJC အစည်းအဝေးတွေကနေပြီးတော့ထွက်ပေါ်လာတဲ့ရလဒ်တွေကိုမနေ့ဖက်မှာဆက်ပြီးတော့ကျင်းပမယ်။ GICM ရဲ့အစည်းအဝေးအတွင်းမှာတင်ပြပြီးတော့အတည်ပြုချက်တွေကိုလည်းရယူသွားကြမှာဖြစ်ပါတယ်ရှင်။